ယဟန္တာဆိုတဲ့မြန်မာစကားဟာပါဠိကအရဟန္တာဆိုတဲ့စကားလုံးကိုအဖြုတ်ပြီးတော့ယဟန္တာအတန်ပြောင်းပြီးယူထားတဲ့စကားတစ်ခုပဲအရဟန္တာပဲအဲ့ဒီအရဟန္တာဆိုတဲ့ပါဠိကနေပြောင်းလဲလာပြီးတော့မြန်မာစကားအနေနဲ့ယဟန္တာယဟန္တာဒီလိုခေါ်တာနော်အဲ့တော့အရဟန္တာ ဒီပုဂ္ဂိုလ်မျိုးဟာဘလို့အကျင့်တရားတွေကိုကျင့်လို့ဒီအဆင့်ကိုရောက်ရောက်တာလဲဒီအဆင့်ရောက်လို့ရှိရင်လဲဘလို့အနေထားမျိုးရှိတယ်လဲဆိုတာတိတိကျကျမြတ်စွာဘုရားဟောကြားတဲ့ဒေသနာတော်အတိုင်းမှတ်သားနိုင်ထားကြထိုတို့သုတ်တန်နေမှာမြတ်စွာဘုရားယဟန္တာကိုတရုပ်ဖို့ဟောကြားတဲ့စကားလုံးတွေရှိတယ်။ဒီသုတ်တန်မှာတရုပ်ဖို့ဟောကြားတဲ့စကားလုံးနဲ့မတူတာလေးတွေပါတယ်ပေါ့။ တခြားသုတ်တန်တွေမှာမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုခိနာတဝါရန္တာဆိုတာတဝါရ6ပါးကမပြတ်စည်းဝင်နေတဲ့အာတဝါဆိုတဲ့ကိလေသာတရားတွေမရှိတော့ဘူးတဲ့မျက်စိကမြင်ပြီးနားကကြားပြီးနှာခေါင်းကအနံ့ရပြီးလျာကလျက်ပြီးခန္ဓာကိုယ်ကထိတွေ့ပြီးစိတ်ကူးကြံစီပြီးဆိုတဲ့အနေထားတွေက လောဘတွေဒေါသတွေမောဟတွေစီးဝင် ဖြစ်ပေါ်လာခြင်းမရှိဘူးအဲ့ဒီလောဘဒေါသမောဟစတဲ့ခိလေသာတွေကုံသွားပြီဆိုတဲ့ပုဂ္ဂိုလ်မျိုးကိုအရဟန္တလို့ခေါ်တယ်ဒါအရေးချင်းတစ်ခုအနေနဲ့ရဟန္တာရဟန္တာပုဂ္ဂိုလ်ဆိုဘယ်လိုတုံးဆိုခိနာတဝအတဝလို့ခေါ်တယ်မပြတ်စီးဝင်တတ်တဲ့အတဝတရားတွေသုံးဖို့ခိလေသာတရားတွေကုံပြီးဖြစ်သွားတဲ့ပုဂ္ဂိုလ်မျိုးရဟန္တာလို့ခေါ်တာပဲ ဟိုနောက်တစ်ခုကတော့ဝုတိတဗြမစရိယမြတ်စွာဘုရားသာသနာတော်ဝင်လာပြီဆိုရင်မြတ်စွာဘုရားကဘာလုပ်ခိုင်းတာလဲဆိုမြတ်သောခြင်းကိုခြင်းလို့ပြောတာရှင်ကွန်းတိညာဘုရားသာသနာဝင်ခွင့်ရအောင်ဓမ္မစကြာတရားနာပြီးစမှလျှောက်တာနဗေယဟံဗန္တိဘဂဝတောတန္တိကေပပိစံနဗေယံဥပတံမြတ်စွာဘုရားအထမားတဲ့ ရှင်းဖြစ်ကိုရကြပါတယ်တဲ့အမြင့်ဆုံးဖြစ်တဲ့ဥပတံပရယဟန်ဖြစ်ကိုလည်းရပါရစေပါရကြပါတယ်လို့ဆိုမြတ်စွာဘုရားကခွင့်ပြုတဲ့စကလုံးလေးဟာဥတ္တမအိဗယ်ရှင်အေဟိဘိက္ခုဒါခွင့်ပြုလိုက်တာလာခဲ့ယဟန်ကံမွန်လို့ပြောတဲ့အထိပ္ပယ်ပဲလာဝင်လာခဲ့ ွားခန္တော်ဓမ္မငါဟောထားတဲ့တရားဟာအလွဲမှမရှိဘူးအမှန်တိုင်းဟောထားတာစိတ်ချလက်ချနေ guarantee ပေးတဲ့သဘောပြီးတဲ့အခါတောင်းဝန်ပေးလိုက်တာစရဗျမစရိယံတမ္မာဒုက္ခတာအန္တကရိယာယဒုက္ခတွေအဆုံးသတ်ဖို့မှန်ကန်တဲ့နိလန်းနဲ့ညမတော်အကျင့်ကိုကျင့်လို့ဆိုတာဒါတောင်းဝန်တစ်ခုပေးလိုက်ဗျမစရိယဗျမဆိုတာမြင့်မြတ်တဲ့စရိယအကျင့် မြင့်မြတ်တဲ့အချင်းဆိုတာဘာကိုပြောတာတုန်းဆိုသီလတမာတိပညာသိက္ခာသုံးပါအချင်းတရားကျဲချက်ပြီးပြောရင်မဂ္ဂင်၈ပါးအချင်းတရားပဲမဂ္ဂင်၈ပါးအချင်းကိုကျင့်လို့ပြောလိုက်တာအဲ့ဒါကြောင့်မို့လို့ရဟန္တာဖြစ်သွားပြီလို့ဆိုတဲ့အခါမှာမဂ္ဂင်၈ပါးကျင့်လို့လန်းဆုံးထီအောင်ရောက်သွားတဲ့ပုဂ္ဂိုလ်မျိုးကိုရဟန္တာလို့ခေါ်တယ်ဒါကိုဝုတိတဗြဟ္မစရိယအား ကျင့်သုံးပြီးတဲ့ဗြဟ္မစရိယဗြဟ္မစရိယကိုလုံးဝကျင့်သုံးပြီးပြီးကျင့်စရာမကြံတော့ဘူးလမ်းဆုံးသွားပြီလို့ထွတ်ထွတ်ရအောင်လုံသွားပြီကုံသွားပြီတန်းကုံသွားပြီလို့ပြောတာနော်ဒါယန္တာဆိုတာမဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားကိုလုံးဝပြည့်ပြည့်စုံစုံသီလဘက်ကလည်း perfect တမာတိကလည်း perfect ပညာလည်း perfect ပြည့်ပြည့်စုံတဲ့ မြတ်သောအကျင့်ကိုကျင့်ပြီးသားပုဂ္ဂိုလ်မျိုးကိုယဟန္တာလို့ခေါ်တာတဲ့